89ဘတ်ထဲနဲ့ဒီလို wallet store နဲ့ထမင်းကိုမဝမချင်းထိုင်စားလို့ရမယ့် buffet ဆိုင်ကြီးရှိတာသိပြီးကြပြီလားဆိုင်ကြီးတွေမှာသွားဆိုင်တော့မှဒီလိုမျိုးသပွဲကိုဘက်တရာဝင်းကျင်လောက်ရှိရပါတော့เนาะအခုဒီဆိုင်ကတော့89ဘတ်ထဲနဲ့ဒါရောထမင်းတွေမှာအဝစားလို့ရတာဆိုတော့ရန်တန်လို့အဆုံးထိလိုက်ကြည့်ကြပါအောင်เนาะ ူစီမှာဒီလိုမျိုး buffet ရောတပွဲချင်းစီပါမှာစားလို့ရတယ်ပေါ့နော် buffet ရကြတော့တစ်ယောက်ကို89ဘတ်နဲ့တပွဲချင်းစားမယ်ဆိုရင်တော့သူကကြတော့55ဘတ်ပေါ့နော် buffet စားမယ်ဆိုလို့ရှင်တော့သူကဘာကန့်သတ်မှမရှိဘူးပေါ့နော်ထမင်းဆိုလို့ရှင်လည်းကိုယ်စိတ်ကြိုက်အဝထည့်လို့ရတယ်ပြောလို့ရှင်အသားတွေပေါ့နော်အသားတွေရကြတော့ဒီလိုမျိုးကိုယ်ကြိုက်တဲ့အပိုင်းကိုရွေးပြီးတော့လည်းလီးဟိုင်းလို့ရတယ်အသားကြတော့အဓိကဒီလို wet လက်ရေပြီးရင်သူ့ရဲ့အစီလွားရေပေါ့နော်ပြီးတော့ wet ဥရေပါတယ် ဆိုင်နွားရောအသားကိုဒီလိုမျိုး၃မျိုးလုံးမျှထည့်ခိုင်းလိုက်တာပေါ့နော်ဒီအသားထည့်ပြီးတဲ့ဝန်ထမ်းကလည်းတော်တော်လေးတဘောကောင်းတယ်ဒီလိုပကံအပြည့်ကိုသွားထည့်ပေးတာအသားရေဆိုလို့ရှိရင်လည်း OGG နဲ့အကြာကြီးပေါင်းထားတာဆိုတော့ဒီလိုမျိုးဆွတ်ဆွတ်အီအီလေးနဲ့ juicy ဖြစ်နေအောင်ပြီးတော့ဟင်းရည်ကလည်းဒီလိုမျိုးလေးကိုယ်တိုင်ထည့်ရပါတော့ဗောနော်ဟိုကိုကကြတော့အလိုအရေရွှဲရွှဲလေးကြိုက်တယ်ဆိုလို့ရှင်တော့များများလေးထည့်ပြီးတော့စား ဒီလိုမျိုးစက်သွန်ဖြူငရုတ်တီးစိမ့်နေဆိုလို့ရှိရင်လည်းခွက်လိုက်လေးချပေးထားတယ်။ပြီးရင်တော့ဒီလိုမျိုးအီပြေမုံညင်းကျင်လေးပါများများလေးထည့်ပြီးတော့စားပါတော့။သူ့ကိုလည်းဒီလိုမျိုးဘန်းလိုက်ကြီးချပေးထားတာ။ဒါကတော့ကိုစိတ်တိုက်ထည့်ထားတဲ့ wireless to ပကံကြီးပေါ့နော်ဒီလိုမျိုးအချင်းလေးနဲ့တွဲပြီးတော့စားရင်တော့တော်တော်လေးအီအီပြီးရယ်အသားရိဆိုလို့ရှိရင်လည်းတော်တော်လေးကိုချူစီဖြစ်ပြီးတော့အီအီလေးနဲ့စားလို့ကောင်းတယ်ပြီးတော့သူ့ရဲ့ဥပေါ့နော်ဥကလည်းအဲ့လိုမျိုးအနံ့မပါဘဲနဲ့အဲတော်တော်လေးကောင်းတယ် ဆန်ကြီးတွေမှာစားလို့ရှိရင်တော့မှတပွဲ80တရာနဲ့ဆိုလို့ရှိရင်ဒီလိုမျိုးအသားအများကြီးမပါဘူးပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်ဒီ89ဘတ်နဲ့ဘူဖေးကကြတော့ဒီလိုပကံအမောက်အသားအပြည့်နဲ့စားနိုင်ရုံနဲ့နေတန်းနေပြီအဲကိုကလည်းရောက်သွားတော့ကျတော့ဘိုက်ဆာဆာနဲ့နည်းနည်းလေးလောဘကြီးပြီးတော့ထမင်းများများလေးထည့်လိုက်တာပေါ့နော်အခုအဲ့ထမင်းတပကံအပြည့်ကိုတော်တော်လေးကိုစားယူလိုက်ရတယ်ဒီလိုတပကံနဲ့မဝသေးတဲ့သူတွေဆိုလို့ရှိရင်လည်းဒီထမင်းလိုက်ပွဲလေးထထည့်ပြီးတော့ပေါ့နော်အသားကိုလိုတလောက်ထက်သွားတောင်းလို့လည်းရတယ် ဒါမဲ့နှစ်ပကံလောက်စားပြီးပြီဆိုရင်တော့မတော်တော်လေးကိုဤသွားမှသေးကြတယ်အဲ့လိုမျိုးသုံးပကံလောက်ဆက်စားနိုင်နေသူဆိုရင်တော့လုံးဝဆရာကြီးပဲဆိုင်ရှင်မင်းကြီးကတော့သူကအချိန်ကန့်တယ်လည်းမရှိဘူးလို့ပြောတယ်အဲတခုတော့ရှိရဲဒီဆန်ကကြတော့အဲပတ်စံရှင်လို့ရှင်ငွေသားပဲလက်ခံတာဆိုတော့ဒီလို cash လေးရတော့ယူသွားကြနော်ဒီဆန်လေးကမနက်9နာရီလောက်ဆိုလို့ရှင်တော့စဖွင့်ပြီပေါ့နော်အဲညနေဆိုလို့ရှင်တော့9နာရီခွဲ6နာရီလောက်ဆိုလို့ရှင်တော့ဖန်ပိတ်ပြီ ဆိုင်နံပါတ်လေးရတော့ link ပေါက် black buffet ပါဘတ်စကားမတိုင်ခင်ဆိုလို့ရှိရင်တော့9မိနစ်လောက်ပဲလမ်းရှာရတယ်ပေါ့နော်ဒါကတော့ဆိုင်ကိုရောက်တဲ့ဘတ်စကားနံပါတ်တွေပါအကမိုင်း BTS station မှာဆက်မယ်ဆိုရင်တော့7မိနစ်လောက်လျှောက်သွားရင် ရောက်ပါတယ်။နောက် vlog တွေမှာပြန်တွေ့ပါမယ်။အားလုံးပဲတတား။